ဆေးဥချုပ်ရေးခိုင်မာစွာမြင့်တွင်စေပြီးနိုင်ငံတကာဖိအားလျော်ပါစေဖို့ပုံဖော်ထားတဲ့တရားမဝင်ရွေးကောက်ပွဲကျင်းပမယ်မြန်မာစစ်တပ်ရဲ့အစီအစဉ်တွေကိုအာဆီယံကောင်ဆောင်တွေကပြည့်ပြည့်သားသားပယ်ချရမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအစီအခံစာတင်ပြသူသောမတ်အန်ဒရူးကပြောပါရယ်မြမရေးနဲ့ပတ်သက်လို့အာဆီယံဖွဲ့ဟာရှေ့မတိုးတာနောက်မဆုတ်တာခြေနေဖြစ်ခဲ့တယ်လို့၄၈ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၎င်းကပြောပါရယ် မြန်မာစေအုပ်စုဟာလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြည့်ရဲပြုနေပါတယ်။ထောင်နဲ့ချီတဲ့နိုင်ငံရေးကျင်းသားတွေအကျဉ်းချခံနေရဆဲဖြစ်ပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ရေးသားခွင့်ဖိနှိပ်ခံရကအရဲသားတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်နေပေမဲ့အာဆီယံဖွဲ့စည်းကနေတူယောင်ရွေးကောက်ပွဲတရားဝင်မှုလိုလားပါတယ်လို့သူကဆိုပါတယ်။ စစ်ကောင်မရှင်ရဲ့အတူရောင်ရွေကောက်ပွဲကိုအတိမတ်ပြုမှုဟာမြန်မာနိုင်ငံကိုနောက်ပြန်ရောက်စေပြီးတရားမျှတမှုကိုမကောက်ကွယ်နိုင်ဖြစ်စေပြီးရွေကောက်ပွဲကိုစောင့်ကြည့်ဖို့လေးလာသူတွေဆင်လွတ်တာပါဝင်စစ်ကောင်မရှင်ကိုတရားဝင်မှုပေးတဲ့လုပ်ရက်တွေကိုအာဆီယံကောင်ဆောင်တွေကရှောင်ကျဉ်ရမယ်လို့၎င်းကဆက်ပြောပါတယ်။ စစ်တပ်ကအကြမ်းဖက်မှုတွေဖိနှိပ်မှုတွေကျူးလွန်နေပြီးနိုင်ငံရေးခေါင်းဆောင်တွေထိမ့်သိမ်းခံရကလွတ်လပ်မှုတွေပြတ်သုံးနေခြင်းကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အများယုံကြည်လက်ခံမှုမရှိနိုင်ပါဘူးလို့တွန်အင်ဒရူးကဆိုပါတယ်။တာဝန်ခံမှုစေအုပ်စုရဲ့အကြမ်းဖက်မှုအဆုံးသက်ရေးတက်ဆိုင်သူအလုံးနဲ့နိုင်ငံရေးဆွေးနွေးမှုလူသားချင်းစာနာမှုကုညီပေးအပ်ခွင့်တောင်းဆိုခြင်းအပြင်အာဆီယံဘက်ကကောင်းဆောင်မှုပြသဖို့မြန်မာပြည်သူတွေကမျှော်လင့်နေတယ်လို့၎င်းကပြောပါတယ်။ စေအောင်စုကဘုံသမောတူညီချက်၅ရက်ချိုးဖောက်ကြောင်းဝင်ခံမှုနဲ့စစ်ကောင်မရှင်တာဝန်ရှိသူတွေကိုမြန်မာနိုင်ငံကိုကိုးစားပြုပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားတွန်လှန်ရေးဖွဲ့စည်းတွေရပ်ဖက်ဖွဲ့တွေမြန်မာပြည်သူတွေကိုကိုးစားပြုတဲ့အရေးပါတဲ့ပါတီတွေနဲ့ထိတွေ့ဆက်ဆံဖို့တွန်အင်ဒရူးကအာဆီယံဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ်။ ဒေသန္တရအရဖတ်ဖွဲ့စည်းတွေကတဆင့်နေဆက်ဖြက်ကျော်လူသားချင်းစာနာမှုအကူအညီထောက်ပံ့တာပါဝင်အကူအညီလိုအပ်နေတဲ့ပြည်သူအားလုံးစီစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့လည်း၎င်းကတောင်းဆိုခဲ့ပါတယ်မြမပြည်သူတွေဟာလွတ်လပ်မှုနဲ့လူခွင့်ရေးတိုက်ပွဲမှာအထင်ကြီးလောက်ဖွဲ့တတိရှိမှုကိုဆက်လက်ပြသနေပါတယ်သူတို့လိုအပ်တာလှုပ်ဆောင်ချက်ဖြစ်ပြီးစကလုံးတွေမဟုတ်ပါဘူးလို့သူကဆိုပါတယ် ထိုင်းဒုတိယဗန်နိုင်းဝင်ကြီးဘိုရာပတ်တန်ယာယောင်ကယာရုကနှုတ်ထွက်ကြောင်းဘိုရုံးနေမှာကြေညာခဲ့ပြီးလက်ဆန်းဖြန့်ကျော်ကြားဖြန့်ကွင်းရဲတွေနဲ့ပတ်သက်မှုမရှိကြောင်းပြောကြားကသတင်းမှဖြန့်သူတွေကိုဥပဒေအရအေးအေးယူမယ်လို့ဆိုပါတယ်။သူဟာတရားမဝင်ငွေကြေးအုပ်စုတွေအထူးသဖြင့်ကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြန့်ကွင်းရဲတွေနဲ့ပတ်သက်မှုရှိတဲ့ဆိုတဲ့ဆွဆွဲချက်တွေဟာမလိုမုန်းထားတဲ့ပြောဆိုချက်တွေလို့ဘိုရာပတ်ကပြောပါတယ်။ ကျွန်တော်ဟာပြည်တွင်းပြည်ပမှာဘန်လုံငန်းနဲ့ဘန်နိုင်းနဲ့ပဲမှာအတွေ့အကြုံ230ကျော်ရှိပါတယ်။ကျွန်တော်နိုင်ငံရေးအာဏာရဖို့ဘရောမမကြိုးစားခဲ့ပါဘူး။ကျွန်တော်ရဲ့တခုထီးသောရည်ရွယ်ချက်ကကျွန်တော်ရဲ့ပညာရည်နဲ့တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်မှုပါလို့၎င်းကဆိုပါတယ်။ကမ္ဘောဒီးယားနိုင်ငံရှိကြားဖြန့်ဂိုင်းတစ်ခုနဲ့ပတ်သက်တဲ့ဆိုတဲ့ပြောဆိုချက်တွေကို၎င်းကပယ်ချခဲ့ပြီးဘဲအွန်လိုင်းငွေလိမ်လုပ်ငန်းမှမပါဝင်ခဲ့ဘူးလို့ပြောပါရတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့နီကတ်သူ PIC ဥက္ကဋ္ဌယင်လိခနဲ့တွေ့ဆုံခဲ့တာကိုသူကဝန်ခံခဲ့ပေမဲ့ကုမ္ပဏီတွေမှာအမှုဆောင်သူမဟုတ်အကြံပေးဖြစ်တာဝန်ယူနေတယ်ဆိုတဲ့ပြောဆိုချက်တွေကိုညှင်းဆန်ခဲ့ပါတယ်။သူဟာဖုန်းနံပါတ်တစ်ခုနဲ့ Quantine Bank ရဲ့ဘဏ်ကတ်တစ်ခုကိုနှစ်နဲ့ချီအသုံးပြုခဲ့တာကြောင့်ဘယ်အချိန်မှစုံစမ်းစစ်ဆေးနိုင်တယ်လို့ဘိုရာဘက်ကပြောပါတယ်။ ဘလို့စုံစမ်းစစ်ဆေးမှုမျိုးကိုမဆိုကျွန်တော်ကြိုးစိုးပါတယ်ကျွန်တော်ဖုံးခွက်ထားစရာမရှိပါဘူးကျွန်တော်ဟာဘယ်တော့မှနိုင်ငံဖြတ်ကျော်ရာဇဝင်ခိုင်းကွင်ရက်မှာမပါဝင်ခဲ့ပါဘူးလို့၎င်းကပြောပါတယ်ဒေတာရင်းကြားဖြတ်ကွင်ရက်တွေနဲ့ပတ်သက်မှုရှိတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုစာရေးပြီးဖြေရှင်းဖို့ဝင်းကြီးချုပ်အနုတင် ချမ်ပီရာကိုကတောင်းဆိုခဲ့ပြီးနောက်တည့်ရက်မှာသူကအခုလိုရာထူးကနှုတ်ထွက်လိုက်တာပါ